ဗမာ brain channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ channel မှာလေနေ့စဉ်အခုလိုစိတ်ဝင်စားစရာကောင်းပြီးအသိပညာတိုးပွားစီမယ်အကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်လို့နေ့စဉ်လိုင်အောင်နားဆင်ဖို့ဖိတ်ခေါ်ခြင်းပါတယ်ဒီတင်ဆက်မှုကို like ပေးပြီးကိုယ့်ရဲ့အမြင်တွေကိုလည်း comment မှာပြောပြထားပါအောင်နော်ကဲဒီနေ့ရဲ့ရှင်းလင်းတင်ဆက်မှုမှာတော့ကိုယ်စိတ်တွေကကန့်သက်ချက်တွေကိုချိုးဖြတ်ပြီးရောလီဦးနှောက်ရဲ့စွမ်းအားအပြည့်ကိုဘယ်လိုထုတ်သွင်းမလဲဆိုတော့ limitless mode အကြောင်းကိုအတူတူလေ့လာသွားကြရအောင်ဘဝမှာလေ တခါတလေကိုဦးနှကပဲကိုကိုနောက်ပြန်ဆွဲနေသလိုမျိုးခံစားဘူးလားဒါမှမဟုတ်တခြားသူရဲ့လို့မဟုတ်ပဲကို့မှာပဲမမြင်ရတဲ့ကန့်သက်ချက်တွေနဲ့မွေးဖွားလာရဲ့လို့ရတွေးမိဘူးပါသလားငါကတိတ်မတော်ပါဘူးကွာငါမညံငါမကောင်းဘူးဆိုတဲ့အတွေးမျိုးတွေခေါင်းထဲအလိုလိုဝင်လာတယ်လားတကယ်တော့လေဒီလိုခံစားရတာတိအောင်ချက်မဟုတ်ပါဘူးကျွန်တော်အများစုဟာကိုယ့်ရဲ့အစွမ်းအစာတွေကိုယ့်ရဲ့ညံရည်ညံသွေးဆိုတာ မွေးရပါတမတ်ပီတာပြောင်းလဲလို့မရတဲ့အရာလို့ယုံကြည်ပြီးကြီးပြန်လာခဲ့ကြတာပါဒါပေမဲ့ကိုစိတ်နဲ့ပတ်သက်ပြီးတည်ယုံကြည်ထားသမျှဟာအကြီးကြီးလွဲနေတဲ့အလင်းအညာတစ်ခုဆိုရောဘယ်လိုလုပ်မလဲဒီအကြောင်းကိုပြောရင် Jim Quick ဆိုတဲ့လူရဲ့ဘဝဆက်ကြောင်းကိုခြံထားခဲ့လို့လုံးဝမရပါဘူးသူဟာကလေးဘဝတုန်းကပြင်းထန်တဲ့ဦးနှောက်ထိခိုက်တမ်းရာတစ်ခုကြောင့်တင်ယူမှုပိုင်းမှာအရန်ကိုယုံကန်ခဲ့ရတယ်ဆရာတွေကဆိုသူ့ကိုဦးနှောက်ပြစ်စည်းနေတဲ့ကောင်လေးလို့တော့နာမည်ပေးတန်စိတ်ကတ်ခဲ့ကြတာ ဆိုတော့နှစ်ပေါင်းများစွာသူကိုယ်တိုင်လည်းအဲ့ဒီအရာကိုအဟုတ်ကြီးယုံကြည်နေခဲ့လာပေါ့။ကျောင်းမှာဆိုအတန်းနောက်ကျန်ခဲ့တယ်။အရှက်ရတယ်။စဖက်တာမတ်သားတာတင်ယူတာတွေနဲ့ပတ်သက်လာရင်ရှောင်ဖယ်ဖို့ပဲကြိုးစားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့အတွင်းစိတ်ထဲမှာတခခုကတော့ဒါဟာသူ့ဘဝရဲ့အဆုံးတက်မဟုတ်ဘူး။သူယုံကြည်နေတဲ့ကန့်သက်ချက်တွေဟာအစစ်မှန်မဟုတ်လို့ဘူးလို့တွတ်တွတ်ပြောနေခဲ့ပါတယ်။အဲ့ဒီတော့ဒီနေ့ရှင်းလင်းတင်ဆက်မှုကဖြည့်ရှင်းပေးမယ့်အဓိကပြဿနာကဒါပါပဲ။ ကျွန်တော်တို့ရဲ့ဉာဏ်ရည်နဲ့စွမ်းဆောင်ရည်တွေဟာမပြောင်းလဲနိုင်ဘူးဆိုတဲ့ကြက်ကြဲပြက်ပြက်ယုံကြည်ထားကြတဲ့မာယွန်းတဲ့ယူဆတခုပေါ့ဒီယူဆကလေကျွန်တော်တို့ကိုမမြင်ရတဲ့တန်ကြိုးတွေနဲ့ချီနှောင်ထားသလိုပဲဒါပေမဲ့ဒီတန်ကြိုးတွေဟာတမနေနဲ့လှုပ်ထားတာမဟုတ်ဘူးဗျာတန်တရားတွေကြောက်ရွံ့မှုတွေနဲ့မာယွန်းတဲ့ယုံကြည်ချက်တွေနဲ့တည်ဆောက်ထားတာဒီအရာတွေကပဲကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေယုံကြည်မှုတွေနဲ့အနာဂတ်တစ်ခုလုံးကိုတိတ်တိတ်လေးပုံဖော်နေရပါ โอเคပြည်တနာကိုတည်ပြီးဆိုတော့ဖြည့်ရှင်ချက်စီကိုတွားကြည့်အောင်ဂျင်းခွစ်ကသူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေသူ့ဒေသနာတွေကနေပြီးတော့အယံကိုအစွမ်းထက်တဲ့ framework အခုကိုတည်ဆောက်ခဲ့ပါတယ်အဲ့ဒါကတော့ကိုဦးနောက်ရဲ့စွမ်းအားတွေကိုအပြည့်အဝထုတ်သုံးဖို့အတွက် language မျိုးပုံဖြစ်တဲ့ limitless model ပါပဲဒီ limitless model ကိုအထူးကံတစ်ခုလိုမြင်အောင်ကြည့်လိုက်ပါသူ့မှာခိုင်မာတဲ့အနာသုံးခုရှိပြီးအဲ့ဒီအနာသုံးခုကအစွမ်းချစ်တဲ့ framework တစ်ခုလုံးကိုထောက်မှထားတာပါဒီအနာသုံးခုကတော့ mindset စိတ်နေစိတ်ထား motivation လုံဆောင်မှုနဲ့ methods နည်းလမ်းများတော့ပဲဖြစ်ပါတယ်။ mindset ကဘာကိုလုပ်နိုင်တယ်ဆိုတာနဲ့သက်ဆိုင်တယ်။ motivation ကဘာကြောင့်လုပ်ရမလဲဆိုတာကိုပြောပြပြီး methods ကတော့ပြည့်လို့လုပ်ရမလဲဆိုတာကိုလမ်းညွှန်ပြပါတယ်။ဒီတော့ထဲကတခုခုသာအားနေသွားရင်တွေးကန်တခုလောက်ပြိုလဲသွားလို့လို့ပဲကျွန်တော်တို့တိုးတက်နေစွမ်းကြီးလည်းပြိုလဲသွားနိုင်ပါတယ်ဒီအချက်တုံးချက်ဟာတင်ယူမှုနဲ့တိုးတက်မှုအတားတားစီးလို့မရတဲ့စွမ်းအားတခုကိုအတူတကွဖန်တီးပေးပါတယ်ခိုင်မာတဲ့ mindset ကငါလုပ်နိုင်တယ်လို့ယုံကြည်စိတ်ကိုပေးတယ် အားကောင်းတဲ့ motivation ကငါလုပ်ကိုလုပ်မယ်ဆိုရဆုံးဖြတ်ချက်ကိုချစီတယ်ပြီးလို့ထီအောင်တဲ့ methods တွေကဒါကိုဘယ်လိုလုပ်ရမလဲဆိုတာကိုပြက်ပြက်သားသားပြက်သားပေးပါတယ်ဒီသုံးခုလုံးဒါပေါင်းဆက်ညီနွတ်သွားပြီဆိုရင်ပြိမိနေတယ်လို့မခံစားရတော့ဘဲအကက်အသက်မရှိရဲ့ဘွားပုံစံမျိုးနဲ့စက်တင်နေချိုင်လာနိုင်မှာအတိအချပါပဲကဲဒီ model ရဲ့ပထမဆုံးစိတ်ပိုင်းဖြစ်တဲ့ mindset ကိုအသေးစိတ်လေးလက်ကြည့်ကြအောင် ါဟာကျွန်တော်တို့ရဲ့အတွေးမယုံကြည်ချက်တို့ရဲ့စွမ်းအားကိုပြန်လည်ရေးဆွဲပြီးငါမလုံနိုင်မှုဆိုတဲ့အတွေးအနေနဲ့ငါဘယ်လိုလုံနိုင်မလဲဆိုတဲ့မေးခွန်းစီကိုပြောင်းလဲခြင်းပါမင်း Mindset ဆိုတာပါလေအတိအကျပြောရင်ဒါဟာကိုဘသူလဲကို့မှာဘာစွမ်းဆောင်ရည်တွေရှိလဲကိုဘဝအဲ့အတွက်ဘာတွေဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးကင်ဆယ်ထားတဲ့အမြင့်တွယ်နေတဲ့ယုံကြည်ချက်တွေပါဒါဟာကျွန်တော်တို့ရဲ့အပြုအမူနဲ့အလားအလာတွေကိုထိ ंछ ုတ်ထားတဲ့မမြင်ရတဲ့စံညွတ်တစ်ခုလိုပါပဲ။ Jim Quick ရဲ့ဘဝကိုပြန်ကြည့်ရင် ဦးနှောက်ပျက်စီးနေတဲ့ကောင်လေးဆိုတဲ့တန်ဆိတ်ဟာသူ့ရဲ့ mindset ဖြစ်လာခဲ့တယ်။သူတကယ်ပဲညာမကောင်းဘူးတင်းယူလို့မရဘူးလို့ယုံကြည်ခဲ့တယ်။သူယုံကြည်ခဲ့တဲ့အတွက်အဲ့ဒါဟာသူ့ဘဝရဲ့အမှန်တရားဖြစ်လာခဲ့တာပေါ့။ဒီမှာကြည့်လိုက်ရင်ဘယ်ဘက်ကကန့်တတ်ထားတဲ့ယုံကြည်ချက်တွေကို Jim Quick က LIES လို့ခေါ်ပါတယ် Limited Ideas Entertained ပေါ့ဆိုလိုတာကလက်ခံထားတဲ့ကန့်တတ်အတွေ့ခေါ်များပေါ့ဥပမာငါညာရေးကသတ်မှတ်ပြီးသားလို့တွေးမဲ့အစားငါအုံနောက်ကကြွတ်သားလို့ပဲလေ့ကျင့်ပေးလို့ရတယ်လို့ပြောင်းလဲလိုက်ပါ ငါကတိတ်မတော်ပါဘူးလို့ခံစားရမယ့်အစာငါဘဲအရာကိုမဆိုတင်ယူနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကိုမွေးမြူပါအသက်အရွယ်ကိုစင်ချေပေးမယ့်အစာငါအုံနောက်ကဘဲအသက်အရွယ်မှမဆိုပြန်လဲဖွဲ့စည်းနိုင်တယ်ဆိုတာကိုလက်ခံလိုက်ပါဒီလိုပြောင်းလဲဖို့ကိုခုံတဲ့ကအတန်ကိုပြန်ပြီးမိခွန်းထုတ်ရပါမယ်။ငါမလုံနိုင်ဘူးဆိုတဲ့အတွေးဝင်လာတိုင်းဟဲ့ဒါတကယ်မှန်လို့လားဒါမှမဟုတ်ငါယုံကြည်နေလို့အမှန်ထွက်နေတာလားလို့ကိုကိုကိုပြန်မေးကြည့်ပါ။မိုင်းဆက်ခိုင်မာလာပြီဆိုရင်နောက်တစ်ဆင့်ဖြစ်တဲ့ motivation စီကိုတွားကြရအောင်။ motivation ဆိုတာခဏလေးပေါ်လာပြီးပျောက်သွားတဲ့ခံစားချက်မျိုးမဟုတ်ပါဘူး။ဒါဟာတိဆောက်ယူလို့ရတဲ့စနစ်တစ်ခု။တည်မြဲတဲ့စိတ်အားထက်သန့်မှုအတွက် formula တစ်ခုပါပဲ။ဒီမဲနဲ့ motivation ကိုဖန်တီးဖို့အတွက် formula တစ်ခုရှိပါတယ်။အဲ့ဒါကတော့ motivation ဟာ purpose ရည်ရွယ်ချက် energy sign in နဲ့ small simple steps သင်ငယ်ပြီးရုံရှင်တဲ့ခြေလှမ်းများလို့ရဲ့မျှောက်လက်ဖြစ်တယ်ဆိုတာပါပဲ။ဆိုလိုတာကဒီသုံးခုထဲကတစ်ခုခုကသာသူညာဖြစ်နေတော့ motivation တစ်ခုလုံးကသူညာဖြစ်သွားမှာပါ။ဒါကြောင့်ဒီအချက်သုံးချက်လုံးဟာညီတူညီမျှအရေးကြီးပါတယ်။ဒီ formula ရဲ့အစိပ်ပိုင်းတစ်ခုချင်းစီကိုကြည့်လိုက်ရအောင်။ပထမဆုံးက purpose ပါ။ငါဘာကြောင့်ဒီရာကိုမဖြစ်မနေလုပ်ရမှာလဲဆိုတဲ့မိခွန်းရဲ့အဖြစ်ကိုရှာပါ။ကိုရလုံဆောင်ချက်ဒီနောက်ွယ်မှာအတေးပဲရှိတဲ့အကြောင်းပြချက်တခုရှိနေတဲ့အခါအတင်းငယ်ဆုံးအလုံးတောင်ပေါ်ပါသွားပါတယ် ဒုတိယက energy ပါရုပ်ပိုင်းစိတ်ပိုင်းနဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာစွမ်းရည်တွေလိုအပ်ပါတယ်။စွမ်းရည်မရှိရင်ဘလို့ပဲဆက်ရတဲ့တန်တဲ့ရည်မှန်းချက်ဖြစ်နေပါစေ။အကောင့်ထဲဖို့နိုင်မှာမဟုတ်ပါဘူး။နောက်ဆုံးတစ်ခုကတော့ S3 လို့ခေါ်ပဲ small simple steps ပါ။ကြီးမားတဲ့ရည်မှန်းချက်ကြီးကိုတင်းငင်ပြီးလှုပ်ဆောင်နိုင်တဲ့ချက်လန်းလေးတွေအဖြစ်ခွဲခြားလိုက်တဲ့အခါမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ຢာတွေကစီမံခန့်ခွဲလို့ရလာပါတယ်။ຢာကတော့တကယ်ကိုရေးကြီးဆုံးအချက်ပါပဲ။ motivation ဆိုတာလှုပ်ဆောင်မှုရဲ့အကြောင်းရင်းမဟုတ်ပါဘူး။လှုပ်ဆောင်မှုရဲ့ရလက်ဖြစ်ပါတယ်။ ဆိုလိုတာကတခုခုစလုပ်ဖို့စေးပါလာတဲ့အထိစောင့်နေရင်ဘယ်တော့မှစဖြစ်မှာမဟုတ်ပါဘူး။တင်ငယ်လေးချစ်လန်းလေးတွေစလန်းလိုက်တဲ့အခါမှာအရှင်အဟုန် momentum ဆိုတာဖြစ်ပေါ်လာပါတယ်။အဲ့ဒီအရှင်အဟုန်ကပဲနောက်ထပ် motivation ကိုဖြစ်စေတာပါ။ဒီတန်တရားသားလဲပတ်သွားပြီဆိုရင်ကိုယ့်ရဲ့စိတ်အထက်သက်မှုဟာခံစားချက်အပေါ်မှာမမူတည်တော့ပဲအဓိပ္ပာယ်ရှိတဲ့လှုပ်ဆောင်မှုရဲ့အပေါ်မှာမောင်းနေနေပါလိမ့်မယ်။ကဲ mindset လဲမှန်ပြီး motivation လက်ရှိပြီဆိုရင် နောက်ဆုံးအပိုင်းထစ်တဲ့ methods ကိုရောက်လာပါပြီ။ဒါကတော့ ဘလို့တင်ယူရမလဲဆိုတဲ့လက်တွေ့ကြတဲ့နီလာနေနဲ့သက်ဆိုင်ပါတယ်။မန်ကန်နဲ့နီလာနေတာမရှိရင်အကောင်းဆုံးစိတ်နေစိတ်သားနဲ့စိတ်အားထက်ထန်မှုရဲ့တောင်အလားအသဖြစ်သွားနိုင်တာပေါ့။ဂျင်းခွိတ်ကဒီအချက်ကိုရှင်းရှင်းလင်းလင်းပြောထားပါတယ်။အသိပညာကစွမ်းအားဆိုရင်ဘလို့တင်ယူရမလဲဆိုတာကိုတင်ယူခြင်းကကိုယ့်ရဲ့အစွမ်းချက်ဆုံးစွမ်းအားဆူပါပါဝါတစ်ခုပါပဲတဲ့။ကျွန်တော်အများစုဟာငြိမ်ငြိမ်လေးထိုင်အချက်လက်ကေကိုလက်ခံပြီးမမှီဖို့မျှော်လင့်ရတယ်။ passive learning ပုံစံလေးလေ့ကျင့်ပေးခံခဲ့ရတာများပါတယ်။ဒါပေမဲ့ဥနောက်ကအဲ့ဒီလိုပတ်ဝန်းကျင်မှာကောင်းကောင်းအလုပ်မလုပ်ပါဘူး။သူကပါဝင်ပတ်သက်မှုစိတ်ခံစားမှုနဲ့တစ်ခါလေလေပြုလုပ်ခြင်းတွေကိုပို့ပြီးသဘောကျပါတယ်။ ठी အောင်တဲ့သင်ယူမှုနီလန်တွေညာအကြီးရှိပါတယ်။ဥပမာ active learning ဆိုတာစာဖတ်ရင်းမေးခွန်းတွေမေးတာအတွေ့အခေါ်သစ်တွေကိုကိုတီးပြီးသားရတယ်နဲ့ထွေးဆက်တာမျိုးပါ။ speed reading ကအချက်လက်တွေကိုပုံမြင်ရနဲ့ပုံနာလဲအောင်ဖတ်ရှုနိုင်စေတယ် memory techniques တွေကနာမည်တွေအချက်လက်တွေကိုပြန်မှတ်မိဖို့ဦးနှောက်ကိုလေ့ကျင့်ပေးပါတယ် space repetition ကပိုစမတ်ကြကြတင်ယူနိုင်စေပြီး focus training ကတော့အာယုံပြည့်လွတ်မှုတွေကနေကိုကိုကိုကာကွယ်ပေးပါတယ်ဒီနီလန်ဒီကတာမန်အကြံပေးချက်တွေမဟုတ်ဘဲဘဝကိုအစစ်မြင့်တင်ပေးမဲ့ tools တွေပါပဲဒီအချက်ကိုအမြဲတည်းရပါမှတ်ညာမကောင်းမှုဆိုတာမဟုတ်ပါဘူးတကယ်တော့ကျွန်တော်တို့မှာလေ့ကျင့်မှထားတဲ့မှတ်ညာမျိုးရှိပါတယ်မှန်ကန်တဲ့လေ့ကျင့်မှုတွေနဲ့ဆိုရင်လေကိုယ့်ရဲ့မှတ်မြင်ဟာဘယ်လိုထိထက်မြက်လာနိုင်လဲဆိုတာအန်အော်တွားပါလိမ့်မယ်ဘာလို့လဲဆိုတော့မှတ်ညာဆိုတာစူးစမ်းအားထုတ်မှုထက်ချိန်ဆက်မှု association နဲ့ပိုပြီးသက်ဆိုင်လို့ပါပဲ။ ဥနောက်ဟာစိတ်ခံစားမှုပုံရိပ်ပုံစံနေနဲ့ချိတ်ဆက်မြင့်တဲ့အခါအရာတွေကိုပို့ပြီးမှတ်မိလွယ်ပါတယ်ဒီ framework တစ်ခုလုံးရဲ့အနည်းချုပ်ကတော့ရှင်းရှင်းလေးပါပဲတကယ်ကန်တက်ချက်အဆက်အမှန်နေဆိုတာကိုယ်တိုင်ကလက်ခံထားတဲ့အရာတွေဒါဖြစ်ပါတယ်ဒီ nation လင်းတင်ဆက်မှုရဲ့အဓိကတိခွေးကတော့စာဟကိုယ်လက်ထက်မှပဲရှိနေတယ်ဆိုတာပါပဲကိုယ့်ရဲ့ယုံကြည်ချက် mindset တွေကလက်တွေ့ဘွားကိုပုံဖော်တယ်ကိုယ့်ရဲ့ရည်ရွယ်ချက် motivation ကစိတ်အားထက်သန်မှုကိုမောင်းနှင်တယ် ပြီးတော့နေ့စဉ်အလေးချက် methods တွေကအနာဂတ်ရဲ့လမ်းကြောင်းကိုဆုံးဖြတ်ပေးပါတယ်။အဆုံးသတ်အနေနဲ့ဒီမီခွန်းလေးကို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 ပြန်မေးကြည့်စေချင်ပါတယ်။သင်ပထမဆုံးဖိုက်ရှာပေးမဲ့ကိုကိုကိုကန့်သက်ထားတဲ့ယုံကြည်ချက်ကဘာဖြစ်မလဲ။ဒါဟာမနေ့ဖြစ်မလို့ရမယ့်အရာမဟုတ်ပါဘူး။ဒီနေ့အခုချက်ချင်းဆုံးဖြတ်ရမယ့်အရာပါ။ပုံစံခွဲဟောင်းအနေလွတ်မြောက်ပြီးအစအစအသစ်တွေကိုထုံးတုံးဖို့ဆုံးဖြတ်ချက်တစ်ခုပဲလိုပါတယ်။ဘာလို့လဲဆိုတော့သင်ဟာမပြည့်စုံနေပါဘူး။နောက်ကျမနေပါဘူး။ သင်ဟာ limitless ဖြစ်ပါတယ်ဒီနေ့တင်ဆက်မှုကိုနားဆင်ပြီးတဲ့အတွက်ကြီးကျူးများကြီးတင်ပါတဲ့နောက်တစ်ခေါက်မှပြန်လဲဆောင်တွဲကြပါမယ်